This is Radio Free Asia. The following program is in Burmese. ပရရှိမြန်မာပြည်သူများမင်္ဂလာနှစ်သစ်မှာအားလုံးပျော်ရွှင်နေကြပါစေခင်ဗျာ။အားဖြင့်လွတ်လပ်တဲ့အာရှတန်ရဲ့မြန်မာဘာသာစီစဉ်တွေကိုအမေရိကန်ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်တော်ကကြောက်ကြောက်ပါခင်ဗျာ။ ီကနေ့အစီအစဉ်မှာခရိုင်းလူပဲထူးခြားတဲ့မြန်မာသတင်းတွေကိုတင်ပြတဲ့အခါရှမ်းပြည်နယ်မြောက်ပိုင်းကလာရှိုးမြို့ကိုတနှစ်နီးပါးကြာထိန်းချုပ်ထားတဲ့ကိုကန့်တပ်တွေစတဲ့ရုတ်သိမ်းဆုတ်ခွာနေပြီဆိုတဲ့အကြောင်းကြားမှာပါရက်ကလေးရောပိတ်သွားပြီပေါ့ကွကျွန်တော်ရအုပ်ချုပ်ရေးမှူးရုံးတွေလည်းမပိတ်သေးပေမဲ့တို့ကဒီ18ရက်18လောက်မှာပိတ်ထားမယ်ပေါ်ကောင်းလေးလာတဲ့ချိန်ရရင်လက်လွေပေးလိုက်မယ်လို့ပြောတယ်တရင်စီစဉ်ပြီးမှငလျင်ဘေးတဲ့ပြည်သူတွေရဲ့စိတ်ကြမ်းမာရေးအတွက်ကဘာကျော်ဟာဘတ်တက္ကသိုလ်က စိတ်ကျမ်းမာရေးပညာရှင်တဦးနဲ့ RFP တီးသက်မေးမြန်းကြမှာဆိုရင်ကိုကိုတိုင်းကအင်္ဂလိပ်လို့တဲ့အခါမှာအထဲမှာပိတ်မိနေတယ်ဆိုတာတန်ရအကြီးပေါ့နော်။အဲနောက်ကမမီချစ်ခင်ရေဆုံးရှုံးလာမကယ်လိုက်နိုင်တာပေါ့နော်။ကိုမိသားစုတွေကိုချစ်ခင်နဲ့တငယ်ချင်းနေတာမျိုးဆုံးရှုံးနေစိတ်တန်ရရရှိမယ်။နောက်တစ်ခါကျတော့ကျွန်မတို့ကဒီစိတ်တန်ရရထက်ခါတလေလေပြန်မြင်နေရတာပေါ့နော်။အပြည့်စုံကိုသတင်းတွေအပြည့်ထုတ်လွှင့်တော့စီစဉ်ထားပါတယ်။အခုသတင်းတွေကိုစတင်အစီအစဉ်ခံပြရစီခင်ဗျာ။ ရှမ်းပြည်နယ်မြောက်ပိုင်းလားရှုမြို့ပေါ်ကနေ MNDAA ကိုကန့်တက်တွေဆုတ်ခွာပေးနေပြီးလာမယ့်ဧပြီလ22ရက်နေ့မှာစစ်ကောင်စီနဲ့အလွဲအပြောင်းလုပ်ဖွဲ့ရှိတယ်လို့လားရှုမြို့ကနေက RF ကိုပြောပါရယ်လက်ရှိမှာလားရှုမြို့ပေါ်က MNDAA ရဲ့ရက်ွက်အုပ်ချုပ်ရေးယုံတချို့ကိုပိတ်လိုက်ပြီးလို့လုံခြုံရေးအရာအမည်မဖော်လို့တဲ့လားရှုမြို့ကန်တူကပြောပါရယ် အလွဲပြောင်းမလုပ်သေးခင် လာရှုမြို့မှာ MNDAA ဆက်ဆံရုံနဲ့ရဲတပ်ဖွဲ့လောက်ပဲကြံခဲ့မှာဖြစ်တယ်လို့နောက်ထပ်ဒေသခံတူကလည်းပြောပါရယ် MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့နှိဆက်သူတူကတော့ MNDAA တပ်တွေမြို့ပေါ်ကနေဆုတ်ခွာပြေးပြီးတဲ့နောက်စစ်ကောင်စီကိုကန့်တက်နဲ့တရုတ်ကိုယ်စားလှယ်တွေစုပေါင်းပြီးရုံထိုင်ကြမဲ့အခြေအနေရှိတယ်လို့ဆိုပါရယ် MND တက်တွေမြို့ပေါ်ကဆုတ်ခွာပြေးမှဖြစ်ပေမဲ့ မြို့နဲ့၃မိုင်လောက်အကွာမှာဆက်ပြီးတော့နေရာယူထားအောင်မှာဖြစ်တယ်လို့ကိုကန့်တက်နဲ့နှိဆက်သူတချို့ကလည်းပြောပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ကိုကန့်တက်ဘက်ကတရင်ဝင်သတင်းထုတ်ပြန်တာမရှိသေးသလိုကိုကန့်တက်ပြောခွင့်ရသူကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ဖုံးလက်ခံဖြေကြားတာမရှိပါဘူး။ငင်းငင်းရေးစောင့်ကြည့်လိလာသူတို့ကတော့ကိုကန့်တက်တွေလာရှုမျိုးပေါ်ကနေဆုတ်ခွာပေးဖို့အတွက်တရုတ်ပြည်ကုမင်းမျိုးဆွနွေးဝက်မှာသဘောတူညီခဲ့ကြတာလို့ဆိုပါတယ်။ဒါပေမဲ့ ဒီဆွေးနွေးပွဲသဘောတူညီချက်တွေကိုစစ်ကောင်စီဘက်ကရောကိုကန့်တက်ဖက်ကပါတရားဝင်ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။စကိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲအတွင်းစခန်းဆွတ်လွတ်ဆုတ်ခွာထွက်ပြေးသွားခဲ့တဲ့တပ်မ89တပ်မမှုဗိုလ်မှူးချုပ်အောင်တပ်ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းသူနဲ့အတူတပ်သားအစ်တွေကိုစစ်ဆေးနေပြီးအရေးယူမှုတွေဆက်လက်လှုပ်ဆောင်သွားမှဖြစ်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရကသတင်းထုတ်ပြန်ပါတယ်။လက်ရှိမှာ ဖမ်းဆီးရမိထားသူတွေကိုစစ်တုံးဖမ်းဆိုင်ရာမူဝါဒနဲ့အညီထိမ့်သိမ်းထားပြီးစစ်ဆေးနေတယ်လို့ဆိုပါတယ်။အင်းတော်မျိုးကို2024ခုနှစ်အောက်တိုဘာလကစတင်တက်ခတ်ခဲ့တာဖြစ်ပြီးဒီစစ်စင်ရေးကို NUG ကာကွယ်ရေးဝန်ကြီးဌာနကျောင်းသားတက်မတော် ABSDF နဲ့ကချင်လွတ်လပ်ရေးတက်မတော် KIA တို့အပါအဝင်သခိုင်းမကွေးနဲ့မန္တလေးတိုင်းက PDF ပြည်သူ့ကာကွယ်ရေးတပ်တွေပါဝင်တယ်လို့ဆိုပါတယ်။ စစ်စင်ရေးစတင်ပြီးရှစ်လကျော်အကြာဧပြီလ9ရက်နေ့ကအပြည့်သက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ NUG ကပြောပါတယ်။ဒီတော့တွင်သခိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းနဲ့ကံကောင်းမြို့နယ်မြောက်ပိုင်းနယ်မြေတွေမှာအချိန်နှစ်လတာအတွင်းစစ်ကောင်စီရဲ့တပ်စခန်း၅ခုကိုမဟာမိတ်ပူပေါင်းတပ်တွေနဲ့အတူသိမ်းပိုက်နိုင်ခဲ့တယ်လို့ AVSDF ចောင်းသားတပ်မတော်ကပြောပါတယ်။ ီနှစ်လတာစစ်စင်ရေးကာလအတွင်း AVSDF တပ်ဖွဲ့ဝင်2ဦးသေဆုံးခဲ့ရတယ်လို့ကြောင်းသားတက်မတော်အဖွဲ့ကဧပြီလ16ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်မြန်မာနိုင်ငံတဝမ်းမှာပြီးခဲ့တဲ့မတ်လအတွင်းစစ်ကောင်စီတပ်တွေရဲ့လက်ချက်ကြောင့်အမျိုးသမီး66ဦးသေဆုံးခဲ့ရပြီး88ဦးဒဏ်ရာတွေရရှိခဲ့တယ်လို့မြန်မာအမျိုးသမီးတပ်မက BWU ကပြောပါတယ်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အမျိုးသမီးသေဆုံးသူ90 ဒဏ်ရာရရှိသူ49ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်အမျိုးသမီးသေဆုံးသူ9ဦးဒဏ်ရာရသူ23ဦးမြေမြုပ်မိုင်းကြောင့်သေဆုံးသူ2ဦးဒဏ်ရာရသူ9ဦးရှိခဲ့တယ်လို့ BWU ကပြောပါတယ်။သေဆုံးသူတွေထဲမှာမကွေးတိုင်းက15ဦးနဲ့အများဆုံးဖြစ်ပြီးမန္တလေးတိုင်းရှမ်းပြည်နယ်စကိုင်းတိုင်းအေရဝတီတိုင်းနဲ့ပဲခူးတိုင်းရခိုင်ကချင်ကယားကရင်စတဲ့ပြည်နယ်တွေလည်းပါဝင်တယ်လို့ဆိုပါတယ် မြန်မာနိုင်ငံမှာငလျင်ဒဏ်ကြောင့်ပြည်သူတွေပူဆွေးတောကရောက်နေရခြင်းစစ်ကောင်စီဟာလူခွင့်ရချုပ်ဖောက်မှုတွေကိုနီလန်းပေါင်းစုံနဲ့ပြောင်ပြောင်တင်းတင်းဆက်လက်ကျူးလွန်နေတယ်လို့ BWU မြန်မာအမျိုးသမီးတပ်မကအဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာရေးသားထားပါတယ်ခင်ဗျာ။တရင်တွေကိုတင်ပြခဲ့တာပါ။မကြခင်မှာတရင်ဆောင်မတွေစတဲ့နားဆင်ကြရတော့မှာပါခင်ဗျာ။ RFP ရဲ့ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြရတာပါတော်ရရှိမှခင်ဗျာ RFP ဟာလလော့ဆက်မှာရက်တီရေရန်ပုံငွေမတိကြတဲ့အခြေအနေကြောင့်အစီအစဉ်တွေကို အကန့်အသတ်နဲ့ပဲထုတ်လွှင့်နေရတာဖြစ်ပါတယ် RFP ကိုဆက်လက်အားပေးနားဆင်နေကြတဲ့အတွက်လဲကျေးဇူးအများကြီးတင်ရှိပါတယ်အခုဆက်သွယ်မေးမြန်းချက်တခုကိုကြားရပါမယ်မြန်မာနိုင်ငံမှာမက်လာ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့ငလျင်ကြောင့် လူ18တန်းကျော်ထိခိုက်ခံစားခဲ့ရတယ်လို့ကုလသမဂ္ဂကထုတ်ပြန်ပါတယ်။အင်ဂျီစုစုပေါင်း4000ကျော်လောက်လည်းပျို့ကျပျက်စီးခဲ့ရတယ်လို့ခန့်မှန်းထားပါတယ်။ငလျင်ကျောက်မန္တလေးစကိုင်းနေပြည်တော်ဒေသတွေမှာပျက်စီးဆုံးရှုံးမှုကြီးမားပြင်းထန်ခဲ့ပါတယ်။ချစ်ခင်ရသူတွေအသက်ဆုံးရှုံးရတာတွေအတွက်ငလျင်ဘေးတင်ဒေသကပြည်သူတွေဟာစိတ်ဒဏ်ရာတွေရရှိထားကြပါတယ်။အဲ့ဒီစိတ်ဒဏ်ရာတွေကိုဘယ်လိုနည်းနဲ့ကုစားနိုင်ပါသလဲ။အမေရိကန်ပြည်ထောင်စု ဟာဘတ်ဆေးတက္ကသိုလ်ကစိတ်ပညာရှင်ဒေါက်တာဖြူပန်းနုခင်ကိုကျွန်တော်တို့ RFA ဖွဲ့သူမတ်ခင်ခင်ဤဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ကြပါပြီခင်ဗျာ မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့ကလှုပ်ခတ်သွားတဲ့ငလျင်ကြောင့်တော့ပြည်သူတွေထိခိုက်ဒဏ်ရာရတာတွေတေချတာတွေအိုးအိမ်တွေပျက်စီးဆုံးရှုံးတာတွေရှိခဲ့တယ်ပြည်သူတွေကအခုချိန်ထိပေါ့လေပျက်စီးနေတဲ့နေအိမ်တွေမှာပြန်မနေရဲလို့ဒီလမ်းတွေပေါ်မှာအိမ်နေကြရတာတွေခိုးလုံရနေရာတွေမှာနေကြရတာတွေရှိနေတယ်ပေါ့နော်ဒီကြားထဲမှာပဲဒီနောက်ဆက်တွဲငလျင်ကြောင့်ထပ်ပြီးတော့ဒီနေအိမ်တွေပြိုမလာဘာတွေဖြစ်လာအောင်မလဲဆိုတော့စိုးရိမ်တော့ကတွေစိတ်ဒဏ်ရာတွေရနေကြတယ်ပေါ့နော်ဆိုတော့ဒီငလျင် ရင်လိုသဘာဝဘေးရနေတဲ့အကြောင်းလူတွေမှာဖြစ်လာနိုင်တဲ့စိတ်ဒဏ်ရာအမျိုးအစားတွေအကြောင်းကိုအရင်ဆုံးရှင်းပြပေးပါလားရှင်။ ဟုတ်ကဲ့ပါရှင်အမေအာကျမတို့တဘာဝပေးရနေကြီးဖြစ်တဲ့ပေါ့နော်ဒီလိုငလင်ပေးတဲ့ဆိုရင်ဖြစ်တဲ့စိတ်ဒဏ်ရာရောအများကြီးပေါ့နော်အားလုံးဒီမှာဖြစ်တဲ့အတိုင်းဒါပေမဲ့ကျမတို့အဓိကအားဖြင့်စိတ်ဒဏ်ရာကြီးကြည့်လိုက်မယ်ဆိုရင်မိမိကိုယ်တိုင်ကြုံတွေ့ရတာပေါ့ကိုကိုယ်တိုင်ကငလင်လှုပ်တဲ့အခါမှာအထဲမှာပိတ်မိနေတယ်ဆိုတာဒဏ်ရာအကြီးပေါ့နော်ဒီကိတ်ဒဏ်ရာရသွားတဲ့ကိုသက်ရှင်မလားမရှင်မလားမသိခဲ့ရတဲ့အချိန်နေပေါ့နော်ဒါမျိုးဖြစ်နိုင်တယ်နောက်ကမိမိချစ်ခင်ရဲ့လူဆုံးရှုံးလာဟာလာကျမတို့မမိသားစုဝင်နေအဲဆုံးရှုံးသွားလို့ပေါ့နော်တရားစဲကြံနေတဲ့ သူတွေအများကြီးရှိရဲဟလာဒါမျိုးချမကယ်လိုက်နိုင်တာပေါ့နော်ကိုမိသားစုတွေကိုချစ်ခင်နေဟလာတငယ်ချင်းနေတာမျိုးဆုံရှုံနေစိတ်တန်ရာကြီးရှိမယ် ဒီဆုံးရှုံးတဲ့ထဲမှာပေါ့နော်အိမ်နေလဲပါတာပေါ့နော် chicken နဲ့လူနေမကာမနကုန်နေထိုင်တဲ့အိမ်ပြောက်ဆုံးသွားတာရေဆုံးရှုံးလာတာရှိမယ်နောက်တစ်ခါကျတော့ကျွန်မတို့ကဒီစိတ်တန်ရေထက်ခါတလေလေပြန်မြင်နေရတာပေါ့နော်ဒါရှေ့တန်းကကျွန်မကူညီပေးနေတဲ့ volunteer တွေပါမယ်ဒီပေါ့နော်အချင်းချင်းကူညီဆောင်ရွက်ပေးနေတယ်ရှေ့တန်းကလူတွေကဒီသွေးတန်းတရေရေဆုံးသွားတာတို့ကိုလူတိုင်းကိုမကယ်လိုက်နိုင်နေပေါ့နော်စိတ်တော်ကားရေးတန်းရေထက်ခါတလေကြုံတွေ့ရတယ်အမားရုပ်လို media သမားတွေလည်းပါတာပေါ့နော်ထက်ခါတလေလေဒီဖြစ်ရတဲ့ကြုံတွေ့ရတဲ့စိတ်တန်းရေအများကြီးပါပဲရှင် ဲ့ဒါတွေအားလုံးကိုပေါင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်မတို့မှာအသက်အန္တရာယ်ကိုခဏခဏကြုံတွေ့ရတဲ့အခါမှာပေါ့နော်လူတွေကငါဘဝကဘယ်နည်းဘယ်လိုဖြစ်မလဲဆိုမသိတဲ့အခါမှာစိတ်ရမလုံခြုံမှုပေါ့အဲ့တော့မရှိတဲ့အခါမှာစိတ်ထိခိုက်ရတာအများကြီးရှိရပေါ့နော်နောက်တစ်ခါကျမကကိုရကယ်ရမယ့်စိတ်ဆိုတဲ့ပေါ့နော်စိတ်တန်ရာကြီးတော့ဖြစ်တဲ့ helplessness hopelessness မျောလင်းချက်မဲ့တဲ့စိတ်တွေဒါမျိုးဖြစ်တတ်တာပေါ့နော်အရေးကြီးရတုံ့ပြန်မှုနှစ်ခုလို့ကျမပြောလို့ရပါတယ်ဟုတ် ဟုတ်ကဲ့ဒီဘေးဒဏ်သင့်ပြည်သူတွေအနေနဲ့ပေါ့လေမိမိကိုယ်ကိုစိုးရိမ်မှုနောက်စိတ်ဖိစီးမှုခံစားရတဲ့လက္ခဏာတွေကဘာတွေပါလဲရှင် ဟုတ်ကဲ့ဒီကာလမှာတော့အများကြီးပေါ့နော်လူတိုင်းလူတို့စိတ်ဖိစီးမှုအရောအနေနဲ့အများဖြစ်မှာပါပဲရှင်ဒါဟိုပေါ့ကျွန်မတို့ကိုကကိုတယောက်တည်းဖြစ်တာမဟုတ်ဘူးဆိုပြီးတော့ကိုယ့်ရဲ့စိတ်ခံစားချက်လေးကိုပေါ့နော်လက်ခံလိုက်ဖို့အရန်ရေးကြည့်ပါတယ်ကျွန်မတို့တင်စားပြီးအမြဲပြောလိုက်တာပေါ့နော်အရေးပြောင်းမီးလောင်နေဆိုလို့ရှင်ကျွန်မနာမှာပဲပေါ့နော်အရေးပြားကိုကပျော့ညံ့နေမလို့လူမလို့မနာသေးမှုဆိုတာမျိုးမဟုတ်ဘူးအရေးပြားမီးလောင်ရင်လူတိုင်းနာမှာလို့ပဲဒီလိုကပ်ဘေးအကြီးကျုံကတော့ကျွန်မတို့အားလုံးမှာဖိစီးမှုတွေစိတ်ကြံရတယ်စိတ်တော့ကောက်ရောက်တာအများကြီးဖြစ်မယ်ပေါ့နော် မဲ့အဲ့ဒီမှာမှာစိုးစိုးရွားကိုပတာဘယ်လိုမျိုးပေါ့နော်ဖြစ်နေလဲတော့စီစစ်လို့ရလဲဆိုရောနေတူပါမှာပေါ့ကိုလုံးတဲ့ဟာကြီးကကိုယ့်ရဲ့ခံစားချက်တွေရအစွန်းရောက်နည်းနည်းဖြစ်နေတာပေါ့နော်အိမ်မပြောတော့တဲ့အထိစိတ်ကပြန်လွင်နေတာအိမ်မဆိုးရမတာကိုကမနိုးနေတဲ့အချိန်မှာလည်းအိမ်မဆိုးလို့မျိုးအဲ့ဖြစ်ရကိုယ်ပြန်ပြန်မြင်နေတာပေါ့နော်ဟိုမှာငလင်းလုံးတဲ့ခါမှာကြားလိုက်ရတဲ့အတန်းလိုမျိုးပြန်ကြားလို့ရှိရင်ထိတ်ကနေဖြစ်အရန်တော်သားရထွက်တာမျိုးအရန်စိတ်ထိခိုက်တာမျိုးပေါ့နော်ထိတ်ကနေဖြစ်လိုက်တာနဲ့အကြီးကြီးဖြစ်တတ်တာမျိုးပေါ့နောက်တစ်ခါကိုစိတ်ကပြန်လွင်လွန်တဲ့ ့အခါမှာအစာတောက်တောင်စားလို့မဝင်တာမျိုးမစားခြင်းတော့တာမျိုးပေါ့နော်ကိုချစ်တဲ့လူတွေနဲ့မတွေ့ခြင်းတော့တာမျိုးအလားတူပြင်းပြင်းထန်ထန်တုံ့ပြန်တာတွေလေလူတိုင်းလုံးလုံးမှာဖြစ်တတ်ပါတယ်ဒါမှလည်းဖြစ်တတ်တဲ့အခါမှာပေါ့နော်ဒါတဘာဝပဲခုနအရေးပြောင်းမိလာမယ်ငါတို့လိုပဲငါစိတ်ကလည်းတန်ရည်များလို့နာနေရဖြစ်တယ်ငါတယောက်တည်းမဟုတ်ဘူးဒါကိုနာတတိထားလိုက်ရုံပဲဆိုပါလိမ့်မယ်ပေါ့နော်ကျမတို့စမ်းဆိုတော့ဒီငလျင်တင့်တဲ့သူတွေမှာထိခိုက်မှုအပြီးပေါ့လေဖြစ်တတ်တဲ့စိတ်ရောဂါ PTSD ပေါ့နော်ဖြစ်လာနိုင်သလားဟိုဖြစ်ရင်ဘာတွေကိုသတိထားရမလဲရှင် ဟုတ်ကဲ့ပါကျမတို့ခုနကပေါ့နော်အာစိတ်တန်ရာကြီးဖြစ်တဲ့ trauma တွေကအချိန်တိုင်းတကြာလာတဲ့အခါကြီးမတက်တာကိုပြင်းထန်နေသေးရဲ့ဆိုကျမတို့ပေါ့နော်တလားကျော်လောက်တဲ့ခါကြလို့ရှင်ကိုပတာစီစစ်လို့ရတယ်ပေါ့တလားကျော်အောက်ပိုင်းမှာတော့စိတ်ရတဲ့ဘာမှတုံ့ပြန်မှုလို့ပဲယူဆရတယ်တလားကျော်ပြင်းတာ3လလောက်အထိကိုတုံ့ပြန်မှုတည်းလို့ပဲလွန်ကဲနေရဲ့အိမ်မပြိုစားမဝင်မှုစိတ်ကံစားချက်တွေပြင်းထန်နေဆိုလို့ရှင်တော့ကျမတို့ကျမကြီးပညာရှင်နေနေပေါ့နော်အာအကူညီရယူဖို့ကျမတို့အားပေးခြင်းနဲ့ဘာဖြစ်လို့ဆိုတော့အဲ့လို ချိန်တိုင်းသာကြာလာနေမြဒီခံစားချက်တွေပြင်းထန်နေဆိုလို့ရှိရင် PTS2 လိုမျိုးပေါ့နော်စိတ်ဓာတ်ရအကြောင်းဖြစ်တဲ့စိတ်ကျန်းမာရေးအခြေအနေမျိုးဖြစ်နိုင်တယ်ဒါမှအရေးကြီးလေတစ်ချက်ကျွန်မဒီမှာဝင်မြင်ချင်တာ PTS2 ဖြစ်တိုင်းနဲ့အဲကျွန်မရတသက်လုံးဒီခံစားချက်ဖြစ်မှာမဟုတ်ဘူးပေါ့နော်အထူးသဖြင့်ကပ်ဘေးကြောင့်ဖြစ်တဲ့ PTS2 တွေကကျွန်မတို့မှန်ကန်တဲ့ကုထုံနေရရင်ပြန်လဲပြီးတော့ပေါ့နော်ပတ်တာလာတာကြီးလည်းအများကြီးတွေ့ရတယ်ကျွန်မတို့ကမ္ဘာစိတ်ကျန်းမာရေးသုတေသနတွေကိုကြည့်မယ်ဆိုရင်ပေါ့နော်အဟေဒီလိုမျိုးနိုင်ငံဟလာကျွန်မတို့2010မှာ ဟေဒီမှာလည်းလူငလင်းအကြီးကြီးဖြစ်ခဲ့တယ်2023မှာတူရကီ Turkey နိုင်ငံမှာလည်းဒီလိုအကြီးကြီးဖြစ်ခဲ့တော့ကျမတို့တို့ရဲ့စိတ်ကြမ်းမာရေးသူတည်တနာတွေပေါ့နော်တည်တဲ့အခါမှာဒီပထမနှစ်မှာတော့အကြီးကြီးစိတ်ဒဏ်ရာရေးနဲ့ပေါ့နော် PTSD လိုမျိုး symptom နဲ့ဒီရောဂါလက္ခဏာရှိခဲ့တဲ့တွေတနည်းလောက်ကြားတဲ့အခါမှာအများကြီးသက်သာသွားတာကိုကိုယ့်ဘာသာတွေ့ရပေါ့ဒါလူရဲ့စိတ်တဘာဝလေးကအပြန်လဲဖေးမကူညီနဲ့သက်သာတာပေါ့နော်ဒါပေမဲ့အရေးကြီးဆုံးအချက်ကပတ်ဝန်းကျင်ကအရေးပါသွားရခြင်းကျမတို့ကပညာရှင် နေပါတယ်ပေါ့နော်ကျမတို့ local community ဆိုအထူးသဖြင့်ပတ်ဝန်းကျင်ကအချင်းချင်းဖေးမမှုတွေကူညီမှုတွေနွေးထွေးမှုတွေနဲ့အများကြီးတသက်တာနိုင်သေးရဒီလိုတက်ပေးရတဲ့ PTSD ဖြစ်နိုင်တယ်ဒါပေမဲ့လည်းဒီကာလိုင်းမှာကျမတို့တော့ကြောက်စရာမလို PTSD ကကျမတို့ဟေတီးရသူတည်တနာမှာဆိုလို့ရှိရင်ပေါ့နော်ခုနတစ်နှစ်လောက်ကြာတဲ့အခါမှာ ကြုံတွေ့ခဲ့တဲ့ထဲမှာ၄ယောက်မှ၁ယောက်ကပဲ PTSD ဖြစ်တော်တယ်။တချို့နိုင်ငံတွေမှာလည်းပါနော်အဲ့လိုမျိုးအစပိုင်းကဖြစ်ခဲ့လူအစရာခိုင်နှုန်းလောက်ကပဲနောက်နှစ်နှစ်လောက်ကြာတဲ့အခါမှာ PTSD ရောဂါကျန်ခဲ့လို့သူတင်နိုင်ရှိရဲ့အတွက်ပေါ့နော်ကိုတသက်လုံးခံစားရမှာလည်းမဟုတ်ဘူး။ဒါပေမဲ့ဒီလိုဖြစ်ရခြေခံစားခဲ့ရလို့ရှင်သတိထားဖို့လိုတာပေါ့နော်။ ဆိုတော့လောလောဆယ်ဒီအခုငလျင်တန်ခန်းစားနေရတဲ့သူတွေအတွက်ကဘယ်လိုကုထုံးနေရှိပါလဲကျမတို့ဒီကလမ်းမှာကြားရောမိုင်း PFA လို့ခေါ်တဲ့ psychological first aid ဆိုတာလေးကိုကျမဝေမျှကျမရဲ့ BFC ရဲ့ရှေးဦးသူနာပြုပေါ့နော်စိတ်ပိုင်းဆိုင်ရာရှေးဦးပြုပြီးတော့အတင်းနဲ့ကိုညီထောက်ပံ့မှုပေးရပါပေါ့နော်အဲတော့ကျမခုနကကျမပြောလို့ပတ်ဝန်းကျင်ကအရင်အရေးပါဖြစ်တဲ့အတွက်ခုနရုပ်ပိုင်းဆိုင်ရာကျမရင်းနဲ့တင်စားပြီးပြောမယ်ဆိုလို့ရှိရင်လေဟုတ်လားကျမတို့ခုနမီးလောင်တဲ့ဒဏ်ရာနဲ့ပဲဥမာတင်စားပြီးပြောပါတော့အနာအကြီးဖြစ်သွားရဲ့စိတ် ုံတော့တက်ပြီးမကုနိုင်သေးဘူးအိမ်မှာပတိစီလို့ရမလားအနာကိုဆေးသေးလို့ရမလားရတာပေါ့ကျွန်တော်အများကြီးလုပ်လို့ရအနာတတလို့အောင်နော်အဲ့လိုမျိုးစဉ်းစားမယ်ဆိုရင်ကျွန်မပစ္စုပန်တက်တဲ့နေထိုင်ခြင်းကအရေးအကြီးဆုံးပေါ့နော်မနေ့ပြန်ကလင်းထက်လာမလားကိုယ်မသိနိုင်သေးဘူးမနေ့ရဖြစ်သွားတာယူထက်ခါတလေလေစိတ်ကအမြဲပြန်စဉ်းစားခြင်းနဲ့ဒါကိုတက်နိုင်နေမြပေါ့နော်ငါပစ္စုပန်တက်တဲ့ပဲနေမယ်တခါကြီးကျရင်တရချင်းစီရင်ဆိုင်ရခက်လွန်းတဲ့တနားကြီးချင်းစီရင်ဆိုင်ရတာမျိုးရှိရပေါ့နော်အခုအကောင်ဆုံးစိတ်ပြန့်လွင့်နေတာလေအသက်ရှူလေးခြင်းကလေးလုပ်ပြီးထင်းလိုက်မယ်ကိုယုံကြည်ရပါတာတရားလေးခြင်း ပြီးတော့ပေါ့နော်တရားထိုင်တာမျိုးဖျားရှိခိုးတာမျိုးနောက်တစ်ခါကျတော့မိမိယုံကြည်ရဲ့လူကိုဖွင့်ပြောပါပေါ့နော်ကျွန်မတယောက်သေးမနေပါနဲ့တယောက်သေးနေခြင်းကအနာတွေပို့ပြီးတော့ပြင်းထန်စေနော်ယင်နောင်လာမဲ့အန်ဒီရဲ့အမျိုးမျိုးအတွက်ပေါ့လေပြည်သူတွေအနေနဲ့ကစိတ်ပိုင်းဆိုင်ရာအဆင်သင့်ဖြစ်ဖို့တိထားစရာတွေရှိပါလားရှင်အအစင်မင်းမြောင်အရေးကြီးတဲ့တစ်ချက်ကတော့ပေါ့နော်ကျမတို့စိတ်ထဲကြင်ကြင်ခံနိုင်ဈေးကိုစဉ်းစားမယ်ဆိုလို့ရှင်ကျမတို့က အကောင်းနေဖြစ်လာမယ်ဆိုပစ်ပီးယုံကြည်ရမှာဟုတ်ပေါ့ကျမတို့ကဒါ false hope လို့ခေါ်ပါတော့မိုင်းနဲ့မျောနေကြကောင်းနိုင်မနေ့ပြန်ဖြစ်မလားမသိဘူးကျမတို့မှာဒါမှမဟုတ်ငလင်ထလှုပ်တော့မှာမဟုတ်တော့ပါဘူးအဲ့လိုမျိုးနဲ့အရင်ဆိုင်တာမျိုးတော့မဟုတ်ဘူးငလင်ထလှုပ်လို့မလှုပ်လို့ငါတို့ယဉ်ဆိုင်နိုင်နေဆိုတဲ့ယုံကြည်ချက်နဲ့ပေါ့နော်အဲဒါမှမဟုတ်ငလင်ထလှုပ်ရင်လည်းငါတို့ကတက်နိုင်တယ်မရှင်းတန်အောင်မယ်တူးချင်းစီအရာရောအချင်းချင်းရောပေါ့နော်အဲ့စိတ်သက်ကအရေးကြီးဆုံးပါပဲရှင်အခုလိုဖြစ်ပေးတာဆီယမဒေါက်တာဖြူပန်းနုခင်ကျေးဇူးများကြီးတင်ပါတယ်ရှင် RFI ဝိုင်းတော်သူဒေါခင်ငီဤတင်ပြသွားခဲ့တာပါခင်ဗျာဒီကနေ့ RFI လွတ်လပ်တဲ့အာရှအတန်ရဲ့ထုတ်လွှင့်ချက်အစည်းအဝေးကိုဒီမှာပဲရှင်းနာလိုက်ပါရစေတောတာရှင်မြန်မာပြည်သူများမင်္ဂလာ နှစ်သစ်ရက်မြက်ကစလို့တစ်နှစ်ပတ်လုံးပျော်ရွှင်ချမ်းမြေနိုင်ကြပါစေခင်ဗျာ